ဒီ repeating ကာလနဲ့တူကျွန်တော်တစ်ဆက်တည်းမြင်လာရတော့ Jose Mourinho နဲ့အပြိုင်ကာလတွေကျွန်တော်မြင်ရတယ်အဲ့ဒီကာလလေးကိုအခုစပြောမှပြောပြပါဦး Gibraltar Gibraltar ဟုတ်ကဲ့အဲ့အဲ့ဖြစ်စဉ်ပေါ့နော်အဲ့ဖြစ်ရက်ကဒီ Salah Ferguson ဟို Glazer မိသားစုအဲ့ဒါတမိုင်းတခွေပါအဲ့ဒါအပြောင်းလဲလုံးဝအပြောင်းလဲနော် Salah Ferguson မြင်းမှာဝါသနာပဲကြီးတာစီးပွားရေးမှာသူအတွေ့အကြုံမရှိဘူးဟုတ်ကဲ့ဒီဒီရှယ်ယာအများဆုံးပိုင်ထားတဲ့သူတို့နှစ်ယောက်ကသူနဲ့တစောင်းစင်းနဲ့မြတ်ကြီးပြန်နေတာသူတို့ဆက်ပြီးတွဲဖို့အလုပ်လုပ်ဖို့မဖြစ်နိုင်ဘူးနောက်ဆုံးသူအတင်းအထွတ်အထွတ် ဆိုတော့သူအတင်းကမထွက်ချင်ဘူးဆိုရင်အဲ့နှစ်ယောက်အတင်းကထွက်မှရမယ်အဲ့နှစ်ယောက်အတင်းကထွက်ဖို့အတွက်ကြောင့်သူတို့ share တွေကိုပိုင်ဆိုင်မှုအတွက်သူတို့ share တွေဝန်ထမ်းစွမ်းရှိတဲ့သူလိုတယ် Ferguson လိုချင်တဲ့တိုက်စစ်တွဲလုံးကကျွန်တော် 3R လို့ခေါ်တယ်ဟုတ်ကဲ့ Ronaldo ရဲ့ flair တွေပြီးတော့ဒီ Rene ရဲ့ diversity ဟုတ်ကဲ့ပြီးတော့ Nesterian ရဲ့ finishing I not 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 core of the Ferguson ကိုတိုင်းဒီဘယ်လိုခေါ်မလဲဆိုတော့ champion mentality နဲ့ champion သူတွေနဲ့ယင်ပါနေတဲ့ အတင်းဆိုတော့ဘယ်အချိန်မှာသူတို့ရဲ့ strategy ကအမြဲမှန်လဲ